ဲ့တကားဥအောင်မြင့်ကျော်ရဲ့မွေးနေ့မွေးနေ့ကိုအကြောင်းပြုဒါနတွေပြုတယ်သီလတွေစောက်တယ်တဲ့ဘာဝနာကုသိုလ်တွေဖြစ်သွားအောင်တရားစကားအနည်းငယ်ခန့်နာယူမှတ်သားကြမယ်သတ္တရောမေဘခဝေအိဋ္ဌာကန္တာမနာပါဒုံလဘလောကသမေဘခဝေငါဤ चित्त ယဟန်များတော့ လောကသမင်လောကကြီးထဲမှာအိထာအလိုရှိအကုံသောကန္တာနှစ်သက်အကုံသောမနာပါကိုစိတ်နှလုံးကိုတိုးပွားစေတတ်ကုံသောဒုံလပါရနိုင်ခေကုံသောဓမ္မတရားတို့သည်ဣမေသတ္တာရောဤလေးပါတော့ရှိပါသည်လောကကြီးထဲမှာလူတိုင်းလူတိုင်းနှစ်သက်တည်းမျက်နှောတည်းတန်ဖိုးထားတယ်ဒါပေမဲ့လူတိုင်းမရနိုင်တဲ့အရာ ၄မျိုးရှိပါတယ်တဲ့နံပါတ်၁ဘောဂမေဥပိ္ပဇန္တိသဟဓမ္မေနမေင္းငါမသဟဓမ္မေနတရားနိမ့်လန်းသောအာဖြင့်ဝါသံမာအာဇီဝနိမ့်လန်းဖြင့်ဘောဂစေစဉ်ဥစ္စာတို့သည်ဥပိ္ပဇန္တုဖြစ်ပေါ်လာကြပါစေ တရားနိလန်ကြာကြာနဲ့သူများကိုညှစ်ဆဲပြီးတော့နှိပ်ဆက်ပြီးတော့မဟုတ်ဘဲနဲ့တမ္မာအာဇီဝနိလန်နဲ့စိစဉ်ဥစ္စာတွေတိုးလာခြင်းတဲ့ဝါချမ်းသာခြင်းတွေပို့လူလောကမှာမချမ်းသာခြင်းတွေပုံကောလို့ရှိလားမရှိပါဘူးချမ်းသာခြင်းတွေပြည့်စုံခြင်းတွေကိုယ်ကိုယ်ကိုယ်လေးပဲချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေခြင်းတွေကိုယ့်ရဲ့သားများတွေ သာသမိန်တွေကိုစေမျိုးတွေကိုမိသားစုတွေကိုလည်းပဲရှမ်းချမ်းသာသာထားခြင်းတယ်။ဇာတော်သင်္ဃတော်တွေကိုလည်းပဲလှူခြင်းတယ်မရှိစင်းသားတွေကိုလည်းပေးခြင်းတယ်။အဲဒါကြောင့်အလုံးသူဟာတမ္မာအာဇီဝနိလန်းနဲ့ဘုဂမေဥပိ္ပစံတီတဲ့စစ်စီဥစ္စာတွေပြည့်စုံပါစေဆိုတဲ့ဆန္ဒအလုံးသူမှာမရှိဘူးလားရှိတယ်တဲ့အဲ့ဒါကို လူတိုင်းလူတိုင်းအိဋ္ဌလိုချင်တယ်ကန္တနှစ်သက်တည်းမနာပမျက်နှိုးတယ်ဒါပေမဲ့လည်းပဲဒွန်လဘောလောကသမင်းတဲ့အဲ့ဒီအရာတွေကိုလူတိုင်းလူတိုင်းရနိုင်တာဟောက်ရဲ့လားမဟုတ်ပါဘူးလူတိုင်းချမ်းသာခြင်းတယ်လူတိုင်းမချမ်းသာဘူးဒီလိုဆိုတော့တာဒါပထမတစ်ချက်အဲ့ဒုတိယတစ်ချက်ကတော့အဲ့ဒီပုဂ္ဂိုလ်ဟာစ조사လို့ယွန့်ကန်လို့ ဒီစဥ္ဇာတဲ့အထိုက်အလျောက်ရှိလာတဲ့အခါမှာသူ့မှာဘလို့ဆန္ဒရှိလေဆိုတော့သဟညာတိပိသဟဥပိ္ပဇာယေဟိယတောမေဥပိ္ပဇံတုတဲ့မေငါအာညာတိဟိဆွေမျိုးတို့နဲ့သဟတကွဥပိ္ပဇာယေဟိတပည့်ဆရာတို့နဲ့သဟတကွယတောအရှံအယံတိ ်ဥပိ္ပဇံတုဖြစ်ပေါ်လာကြပါစေကြီးပွားယုံတိုးတက်ယုံနဲ့မပြီးသေးဘူးကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်တွေကအရှံအယံတွေနဲ့နေခြင်းတွေတိတ်တိတ်ဝမ်းဝမ်းနဲ့မိသားစုတိတ်တိတ်ဝမ်းဝမ်းတပည့်ဆရာတိတ်တိတ်ဝမ်းဝမ်းလူမှုရေးကိစ္စတွေဆောင်ရွက်ရင်းနဲ့ဒီလိုနေခြင်းတွေပေါ့နောက်ဦးဇင်းတို့နိုင်ငံခြားကစံတာပါတယ်ဆိုတော့ဘီကစ်တထေကြီးဆိုရင် သူမှစစ်စင်ဥစ္စာတွေပြည့်စုံပြီးတော့ဘာလုပ်လဲဆိုတော့လူမှုရေးပရဟိတတွေဆောင်ရွက်တယ်။သူ့အတွက်စစ်စင်ဥစ္စာတွေကပြည့်စုံသလောက်ပြည့်စုံသွားတဲ့အခါသူ့မှာအရှမ်းအယံတွေသူလိုချင်တယ်။လှူရင်တန်ရင်နဲ့ရှမ်းသာခြင်းတွေပို့စိတ်ရှမ်းသာခြင်းတွေ။အဲဒါကြောင့်သူက လက်လှူတယ်ပရဟိတဖောင်ဒေးရှင်းတွေထောင်းပွီးတော့ငှက်ဖြောက်ကာကွယ်ဆေးတွေကျွေးတယ်လှူဒန်းတယ်မရှိစင်းရင်သားတွေကိုလှူဒန်းတယ်အစရှိတဲ့အပြင်ပို့ ဒီတိုင်းပါပဲတဲ့အဲ့ဒါဒီလူတိုင်းလူတိုင်းရဲ့ဆန္ဒပါပဲရှန်တာပြီးတဲ့အခါမှာတိတ်တိတ်ဝမ်းဝမ်းနဲ့နေခြင်းတဲ့တူတဲ့တယောက်တည်းရှန်တာရာမျိုးအထီကျန်တာပေါ့အဲ့လိုမျိုးမဖြစ်ခြင်းဘူးကိုအနီနာမှာ ကိုရဲ့သာသမိတွေရှိစေခြင်းနဲ့တပည့်တွေရှိစေခြင်းနဲ့ဦးဇင်းတို့လည်းဒီတိုင်းပဲဘလောက်ပဲရှန်တာရှန်တာဘလောက်ပဲပြည့်စုံတယ်ပြို့ပြို့ အနည်းနာမှာတပည့်မရှိရင်မနေတတ်ဘူးစာသင်ပေးတပည့်စာသင်ပေးမေပုဂ္ဂိုလ်တွေစာရှာပေးမေပုဂ္ဂိုလ်တွေ ਨੇ နီနီနနနေခြင်းတယ်စာအန်တန်ကြားရင်ဥစဉ်တော့အလိုလိုနေရင်လည်းစိတ်ရှမ်းသာတယ်ဟိုဘက်မှာစာကြက်နေပြီဆိုရင်ကိုရင်လေးတွေစာကြက်တန်ကြားတဲ့အခါတစ်ခါတစ်ခါသူတို့တွေစကားများတယ်သူတို့တွေဆိုးတယ်ဆိုးတဲ့အခါဥစဉ်တို့တွေပြောရတယ်អော်ရတယ်សူရတယ်ဒါဒီပြင်ရင်ဥစဉ်တို့အလုံးလိုဖြစ်နေတာပေါ့ ်အသူတို့ဘောစာသင်ပေးတယ်ဩဝါဒပေးတယ်အဩဝါဒပေးပေးမယ်တယ်ပေးဩဝါဒပေးတိုင်းစကားမများနဲ့လို့ပြောတိုင်းသူတို့တွေဟာတိတ်ဆိတ်သွားတာမဟုတ်ဘူးနောက်ခဏနေစကားများတာပဲဒီမိုင်းနော်ခလေးတွေဆိုတာဒီတိုင်းပဲကိုစာချက်ပါလို့ပြောတိုင်းသူတို့တွေတခွန်းနေနဲ့စာချက်သွားတာမဟုတ်ဘူးခဏနေစကားများတယ်ဆိုတယ်အဲ့ဒါကိုဥစဉ်တော့မှထင်ရတယ်ပြောရတယ်အဲ့ဒါဒီပနေဥစဉ်တော့ရဲ့အလုတ်တစ်ခုဖြစ်နေသူတို့ကဥစဉ်တော့ကိုအလုတ်ပေးတဲ့လူတွေပေါ့ တခါတခါဥစဉ်ကပြုတ်တယ်မင်းတို့ကအလုတ်ရှင်တယ်လို့ဟုတ်တယ်လေသူတို့ရှိလို့ဥစဉ်တို့အလုတ်ဖြစ်တာကိုနာသူတို့လာတို့ဥစဉ်တို့စာသင်ပေးရတယ်သူတို့အတွက်အခုလို့စွန့်ကိစ္စတွေစီမံပေးရတယ်ကြောင်းကိစ္စတွေစီမံပေးရတယ်နာသူတို့စာမကျက်တဲ့ကဥစဉ်တို့ပြောရတယ်ဆိုရတယ်နာအဲသူတို့မရှိတော့ဥစဉ်တို့အဲ့ဒီအလုတ်တွေလုတ်ဖြစ်ပါမလားမလုတ်ဖြစ်ဘူးဒါကြောင့်သူတို့ကအလုတ်ရှင်နာတပည့်တွေမဟုတ်အဲ့ဒါအလုတ်ရှင်ပဲသူတို့သာ မရှိရင်ဥစဉ်တို့ ကိုအလုံးမရှိဘူးဖြစ်မှာပေါ့နော်တရားထိုင်တဲ့အလုံးဒီပဋ္ဌာန်းရွက်တဲ့အလုံးဘုရားရှိခိုးတဲ့အလုံးဒီလုံးပဲရှိမှာပေါ့နော်စာသင်စာချတဲ့အလုံးတော့ရှိမှာမဟုတ်ဘူးပေါ့ကိုကဘလောက်ပဲစာသင်ခြင်းစာသင်ခြင်းစာသင်ပေးမဲ့တပည့်ရှိမှသာလျင်စာသင်ပေးလို့ရတာနော်ဒါကြောင့်ယသုံးမေဥပ္ပိစံတူတဲ့အရှံအယံဆိုတာလေလူလောကမှာ လိုသလားမလိုဘူးလားလိုတယ်တဲ့အဲ့ဒီစန္ဒဟာလေလူတိုင်းမှာရှိတယ်ဒါပေမဲ့လူတိုင်းမပြည့်စုံနိုင်ဘူးတဲ့ဒုတိယစန္ဒပေါ့အဲနောက်တစ်ခုကတော့ဗာလဲဆိုတော့စီရန်စီရန်ဇီဝမိဒီကံအာယုံပါလဲမင်းစီရန်စာမြင်စွာစီရန်ကြာမြင်စွာဇီဝံမိမိရဲ့အသက်ကိုပါလဲမင်းစောင်းရှောက်ရပါလို့ဤ ဒီကံရှေလျာစွာအာယုံအသက်ကိုပါလေမှုစောင်းရှောက်ရပါလို့ဤမြန်မာလိုဒရေပြောရင်ကျမ်းမာရှမ်းသာစွာနဲ့အသက်ရှိရှိနေခြင်းတည်းပစ္စည်းဥစ္စာလေးထိတ်တလောက်ပြည့်စုံပြီးအရှံရံတွေလည်းကိုယ်စီမှရှိနေပြီကိုလုံကျင်တာတွေလည်းပဲလုံခွင့်ရနေပြီဆိုရင် အသက်ရှိဖို့မလိုပါလားလိုတယ်ရှမ်းသာပြီးတော့အသက်တော်တော့တိတ်အဆင်မပြေဘူးလေနာကို ကိုသွားကျင်တာမသွားခဲ့ရဘူးကိုစားကျင်တာတွေမစားခဲ့ရဘူးဘလောက်ပဲချမ်းသာချမ်းသာချမ်းသာမှုရဲ့စိတ်စဉ်ကိုမခံစားပေးနဲ့တည်သွားရင်ဘာမှမထူးဘူးပေါ့တော့အရှံရံတွေရှိတယ်ကိုလှုပ်ပိုင်ခွင်းတယ်ကိုလှုပ်ကျင်တာတွေလှုပ်ခွင်းရနေပြီဆိုပေမဲ့အသက်မရှိရင်တိတ်ပြီးတော့မထူးဘူးပေါ့ဥပမာဆရာတို့ကြီးတပါးဆိုလို့ရှိရင်တိပိတကဒရအပါအဝင်ဘွေပေါင်း90ကျော်ရတယ်ဒါပေမဲ့အသက်အသက်တိတ်မရှိခဲ့ဘူးအသက်90လောက်နဲ့ ြန်လန်တော်မုံသွားတယ်။အမှန်ဆိုလို့ရှိရင်ဆရာတော်ရဲ့အကြီးအချင်းဆရာတော်ရဲ့ဘုန်းကံနဲ့အသက်ကြာကြာအသက်ရှည်ရှည်နေရလေသာသနာအတွက်ကျေးဇူးများလေပဲသာသနာအတွက်ပို့ပြီးတော့အလုံးမလုံးနိုင်လားလုံးနိုင်တယ်။အဲ့ဒါလို့လုံးနိုင်ဖို့ဆိုလို့ရှိရင်ဘာရှိဖို့လိုလဲအသက်ရှည်ဖို့လိုတယ်တဲ့။ဒီတော့အသက်ရှည်ခြင်းသာလေလူတိုင်းဆန္ဒလူတိုင်းမျက်နှုတ်တဲ့အရာလူတိုင်းတန်ဖိုးထားတဲ့အရာ ဒါပေမဲ့လူတိုင်းရနိုင်သလားမရနိုင်ဘူးတဲ့နံပါတ်1ကရှမ်းသာခြင်းတွေပြည့်စုံခြင်းတွေဦးဇင်းတို့ဆိုရင် ကြောင့်ကံပရိဘောဂတွေပြည့်စုံခြင်းတွေပေါ့ဓမ္မသာရိယံသံဃာတွေကိုချမ်းချမ်းသာသာထားနိုင်မှာပေါ့နောက်ပြီးတော့အရှံအယံတွေနဲ့ဖြစ်ခြင်းတွေဦးဇင်းတို့ဆိုလို့ရှိရင်လေးပဲသံဃာစတင်တီထောင်ကစားက25ပါပေါ့ဒုတိယနေ့မှာ90နောက်တနေ့မှာ60တုံးဒီနေ့ကတော့70တပါး ဝါဇော်ကြတဲ့အကုဒတန်ကနင်းနေရိုးသွားပြီးဝါကြွက်တော့အဲ့တော့ဒီထက်ပို့ပြီးတော့ဟိုလေထက်ဓမ္မပိမံတော်ကြီးပြီးသွားတဲ့အခါဥစဉ်တော်များများဆဆလက်ခံနိုင်မယ်တန်ခါအရေးအတွက်များလေဥစဉ်တော်ကစိတ်ချမ်းသာတယ်တန်ခါများများကိုဖူးရတာပြုတ်ကျင်တလောက်ပြိုရပါစေပြုတ်ကျင်တလောက်ကျွေးရပါစေစိတ်ချမ်းသာတယ်ဒါပရိသတ်နဲ့နေကျင်တာကိုအဲ့တော့နောက်တစ်ခုကအသက်လေးရှည်ကျင်တယ်တဲ့ဟုတ်တာပို့အသက်ရှင်မပြေသာသနာများများပြုနိုင်ပါ ပါရှုဆရာတော်ကြီးတို့တည်သူကိုဆရာတော်ကြီးတို့အသက်ရှင်လိုက်တာကောင်းလိုက်တာသာသနာမှာသူတို့တရက်အသက်ရှိရင်တရက်သာသနာအတွက်ကြီးစုမများလားများတယ်လူတကလူတကတကမတွေအတွက်ကြီးစုများတယ်ဆရာတော်ကြီးတဲ့ဆရာတော်ကြီးတွေကလည်းပဲကျမ်းမာရေးကိစ္စကလည်းဘေသောအခါမှအနမနေဘူးဟိုဒီလောက်တော့ငါပင်ပန်းပြီဟေးငါ retire လုပ်မယ်မတို့တဲ့အငိစားယူလိုက်မယ်ဆိုတာမျိုးဆရာတော်ကြီးတွေမှာရှိလားမရှိဘူးကန္နောင်ဆရာတော်ဘုရားကြီးတို့လည်းပဲညနေ ြန်လွှမ်းတော်မူတဲ့မနက်ပိုင်းစာချခဲ့သေးတယ်။အဲ့လောက်ဒီသာသနာအတွက်အလုပ်လုပ်တာဒီမိုင်းနော်။တော့ပါကျုဆရာတော်ကြီးလို့လည်းဒီတိုင်းပဲဆရာတော်ကြီးကကျမ်းမာရေးကငကောကလည်းမကောင်းဘူးအသင်ကလည်းပဲပြက်နေပြီ။ဒါပေမဲ့ဟိုတုံပြောတုံပဲပြောလို့တဲ့သဘောကတော့သူ့ရဲ့အသက်ခံတာကိုစွန့်နိုင်သမျှတတ်နိုင်သမျှသာသနာအတွက်လှုပ်သွားမယ်လူတကာတကမအတွက် ပေးဆက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာတော်ကြီးတဲ့အခုလောလုံနေကြတာဖြစ်တယ်။ ကိုအတွက်ဆိုရင်အနားယူလဲလို့မရဘူးလားရပြီပေါ့ကိုတရားကိုမှတ်ပြီးတော့အေးအေးချမ်းချမ်းလေးပဲနေလိုက်ရင်ဖြစ်ပြီဒါပေမဲ့မနေဘူးတကယ်ပဲကျေးဇူးများတဲ့ဆရာတို့ကြီးပေါ့ကဲနောက်ဆုံးတစ်ခုကြံသေးတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့မနေရတော့သေရတော့အခါဘလောက်ပဲအသက်ရှည်တယ်ပြုတ်ပြုတ်ဦးစင်းတို့တည်းတနေတော့အခါတော့သေရမှာပဲလေအဲ့လိုမနေရတော့သေရတော့အခါတဲ့ကာယတဘေဒံပရမရဏတုက္ကဋိသက္ကံလောကံဥပပိစ္ဆတိ နတ်ပြည်သူကတိရွာတော့ရောက်ရပါလို့ဤတဲ့နတ်ပြည်သူကတိတော့ရောက်ချင်ကြတယ်ဟုတ်တယ်လေမနေရတော့သေးရတော့မတားဆီးနိုင်တဲ့အခါသေခြင်းသဘောတရားကိုကြုံရမှာပဲအဲ့ဒီအခါမှာနတ်ပြည်ကို ရောက်ခြင်းတဲ့ဆန္ဒဟာအလုံးတို့မရှိကြဘူးလားရှိတယ်တဲ့လူတိုင်းနတ်ပြည်ကိုရောက်ခြင်းတဲ့နတ်သားဘဝနတ်သမီးဘဝကိုလူတိုင်းမျက်နှာတွေတံဖိုးထားတယ်ဒါပေမဲ့အဲ့ဒါလူတိုင်းလူတိုင်းရနိုင်တဲ့အရာ ဟုတ်လားမဟုတ်ပါဘူးတဲ့ဒုံလုံးဘုတ်လောကသမီး ရှာပါတဲ့အရာတစ်ခုပါပဲတဲ့ဒီတော့ဒီတော့လူတိုင်းနှစ်သက်ပြီးတော့လူတိုင်းမရနိုင်တဲ့အရာဘယ်နှခုဖြစ်သွားလဲလေးခုဖြစ်သွားတယ်ဒီတော့မြတ်စွာဘုရားကအဲ့ဒါတွေကိုဘလို့ရနိုင်မှာလဲဆိုတော့ရနိုင်တဲ့နိလန်လေးတွေနိလန်လေးချက်ဟောထားတာရှိပါတယ်နံပါတ်1ကသတ္တသံပတာတဲ့ဘာသံပတာလဲသတ္တသံပတာသဒ္ဒတရားနဲ့ပြည့်စုံရမယ်တဲ့နောက်ဒုတိယတစ်ချက်က သီလသံပတာဘာနဲ့ပြည့်စုံရမှာလဲသီလနဲ့ပြည့်စုံရမယ်တတိယတစ်ချက်ကစာကသံပတာစွန့်ကြေပေကံလှူဒန်းမှုနဲ့ပြည့်စုံရမယ်တဲ့နောက်ဆုံးတစ်ချက်ကတော့ပညာသံပတာပညာနဲ့ပြည့်စုံရမယ်သတ္တသီလစာကပညာဘယ်နှဖြာလဲလေးဖြာအဲ့ဒီလေးဖြာနဲ့ပြည့်စုံဒီပုဂ္ဂိုလ်ပြည့်စုံအောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်ကအထက်ပါဆန္ဒလေးချက်ကို ပြည့်စုံပါတယ်တဲ့နံပါတ်၁ကသဒ္ဓတရားပေါ့သဒ္ဓတရားဆိုတာကံကံရဲ့အကျိုးတရားတွေကိုယုံကြည်တာယတနာ၃ပါးရဲ့ဂုဏ်ကျေးဇူးတွေကိုယုံကြည်တာကုသိုလ်လုပ်ရင်ကောင်းကျိုးဖြစ်ထွက်မယ်ဟဲ့အကုသိုလ်လုပ်ရင်မကောင်းကျိုးဖြစ်ထွက်မယ်ဆိုတဲ့ယုံကြည်မှုသဒ္ဓတရားဟာကုသိုလ်အလုံးရဲ့အရှိခံအကျဆုံးပဲသဒ္ဓရှိမှသာလျှင်ဒါနတွေပြည့်ဖြစ်တယ်သီလတွေစောက်တွေဖြစ်တယ်ဖယားရှိခိုးဖြစ်တယ်ကောင်းတာလုပ်ခြင်းစိတ်ဟာသဒ္ဓတရားပဲ ဟုတ်ရဲ့လားဦးဇင်းတို့ရဲ့ရင်ဘတ်တင်မှာနှလုံးသားတင်မှာတရားတရားရှိတဲ့အခိုက်အတန့်ကောင်းတာကြီးပဲလုပ်ခြင်းလေကောင်းတာလုပ်ဖို့ပင်လဲမပန်ပန်းဘူးစိတ်လဲရှည်တယ်အဲ့တရားတရားမရှိတော့တဲ့အရှင်ဆိုရင်ဘုရားရှိခိုးရတာကိုစိတ်မပါသလိုပဲအလူတွေမြန်မာမှုပြူတာတာစိတ်ပါတယ်ဆိုတဲ့စကားမရှိဘူးလားရှိတယ်စိတ်ပါရင်ဘာမဆို လုံနိုင်တယ်လုံရဲတယ်မပန်ပန်းဘူးအဲ့ဒါပေမဲ့တခါတခါစိတ်မကြည်ဘူးဟဲ့စိတ်မပါဘူးဟဲ့ဆိုရင်ပုံမှန်လုံနေကြ ကုသိုလ်အလုပ်တွေကိုတောင်းမှပင်ပန်းတယ်လို့ထင်တယ်ပေါ့တရားစကားနတ်မှာခါတယ်ဆိုတဲ့အမျိုးမရှိကြဘူးလားရှိတယ်တရားတရား မရှိကြလို့ပေါ့တရားတရားရှိတဲ့ပုံကအတွက်ဆိုလို့ရှိရင်တရားစကားနတ်မှာရှိုးတယ်တဲ့ဒါကြောင့်မြတ်ဗုဒ္ဓကနံပါတ်၁တရားပြည့်စုံပါစေတဲ့ပြီးတော့သီလပြည့်စုံပါတီလာဟာလူတယောက်ကို အသက်ရှင်စေတယ်တဲ့ပြီးတော့ ယောဂကင်းစေတယ်ဒီနှစ်ချက်ကိုပေးတယ်အသက်ရှည်ခြင်းနဲ့ယောဂကင်းခြင်းဘလောက်ပဲရှမ်းသာရှမ်းသာဘလောက်ပဲအရှံရံတွေမြောက်တွေပြို့ပြို့လူတယောက်ဟာအသက်တိုသွားရင်အဲ့ဒီစီစဉ်ဥစ္စာတွေကိုခံစားခွင့်ရှိဥမှာလားမရှိနိုင်တော့ဘူးယောဂတွေထူနေရင်လည်းပဲအဲ့ဒီစီစဉ်တွေကိုခံစားခွင့်ရှိဥမှာလားမရှိနိုင်တော့ဘူးတဲ့ကိုစီစဉ်ဥစ္စာဟာကိုအတွက်မဟုတ်တလို့ပဲအဲ့ရထဲမှာလေနေမှတော့ စကြင်နာမစရသွားကြင်နာမသွားရပြောခြင်းသလိုမပြောရဘူးကိုဥစ္စာဟာကိုအတွက်မဟုတ်တော့သလိုပဲဒါကြောင့်သီလအသက်ရှိဖို့အတွက်အနာရောဂါကင်းဖို့အတွက်သီလပြည့်စုံဖို့လိုတယ်တဲ့နောက်တစ်ခုကတော့စာကစာကဆိုတာဒါနကိုပြောတာစွန်ကြည်ပေးကလူတန်းတွေဆိုတာသူတို့ဘာကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုသူ့ပိုင်ဆိုင်မှုဖြစ်အောင်လှုပ်လိုက်တာဒကာကြီးတို့ဒကာမကြီးတို့ရဲ့စွန်းကိုဦးဇင်းတို့ရဲ့စွန်းဖြစ်အောင်လှုပ်လိုက်တာကိုလူတန်းတွေလို့ခေါ်တယ် ဒီတော့ဦးဇင်းတို့ရဲ့တရားဓမ္မကရှင်းရှင်းလေးလေးဒါပဲသူမျိုးကိုပြည်ရင်ကိုရတယ်ပေါ့အဲ့တော့လှူဒန်းနိုင်တဲ့ပုံကဟာဦးဇင်းကိုမင်းကဟိုကြောင့်ဓမ္မကကာတစီလှူတယ်ဘုံကြည့်တယ်တဲ့ဦးဇင်းကိုပြောကြတာပေါ့ဟောလေအလူတွေကလည်းပြောတာပေါ့ဘုံကြည့်တာအမှန်တော့ဦးဇင်းတို့ကဘုံကြည့်တာမဟုတ်ဘူးလှူတဲ့ပုံကဘုံကြည့်တာဟုတ်ရဲ့လားဘသူကဘုံကြည့်တာလဲလှူတဲ့ပုံကဘုံကြည့်တာကိုလေးပဲဓမ္မတော်တွေကစွန့်လှူတယ် ဒါဦးဇနောဘုံကြည့်တာမဟုတ်ဘူးဆွမ်းလို့တဲ့ပုံကောကဘုံကြည့်တာဘာလို့အဲ့လိုပြောတာလဲဆိုတော့သူ့မှာနံပါတ်1ဒီဆွမ်းဆိုတဲ့ဓာတပဝတ္ထုကိုရတဲ့ဘုံကံရှိတယ်အဲ့ဒီဘုံကံတစ်ချက်ပေါ့ရှိမှပဲလှူတော့ရတာကိုပြီးတော့သူ့မှာဓာတွေကိုလှူနိုင်ဆွမ်းတဲ့တရာဓာတ်အားလည်းရှိတယ်အဲ့ဒါကြောင့်ဒီအလူတကူဖြစ်တာကိုမှရှိမှသူမျိုးကို ပေးလို့ရတာလေဒီဆွမ်းရှိမှဒီလူပွေဝတ္ထုရှိမှဒီကားရှိမှသူမျိုးကို ိတ်လုံလို့ရတာအဲတော့ကာယတဲ့လူကကာယတဲ့လူထက်ကာကိုပေးနိုင်တဲ့လူကပို့ပြီးတော့ဘုံမကြည့်ဘူးလားဘုံကြည့်တယ်ဥစဉ်ကတော့အဲ့လိုပဲခံယူတယ်ဒကမကြီးတို့တွေလည်းဆွမ်းလူကြတယ်ဒါဥစဉ်တို့တဲ့ဘုံကြည့်တာပဲဥစဉ်တို့ကလူနိုင်တဲ့အစွမ်းရှိတယ်လူနိုင်တဲ့ဓာတပဝတ္ထုလူစရာဝတ္ထုလည်းရှိသလိုလူနိုင်တဲ့သဒ္ဒါဆန်အားလည်းရှိတယ်သဒ္ဒါရဲ့ဒါနဝတ္ထုရဲ့ဒီနှစ်ခုနဲ့ပြည့်စုံတော့ဒီကနေ့ဆွမ်းလာကတ်တာဖြစ်တယ် အဲ့ဒီဘုံကံတွေမရှိဘူးဆိုရင်စွန့်လာကဲလို့ရပါမလားမရပါဘူးဒီလိုဆိုတော့တာနော်။ကဲနောက်ပြီးတော့နောက်ဆုံးတစ်ခုကတော့ပညာပေါ့ကမ္မတက္ကတာပညာလို့ခေါ်တဲ့ကံကံရဲ့အကျိုးကိုယုံကြည်သိမှတ်တတ်တဲ့ပညာရဲ့ဝိပဿနာပညာနဲ့လေပြည့်စုံပါစေတဲ့ဝိပဿနာဆိုတာကတော့အနိစ္စဒုက္ခအနတ္တလို့အလုံးစုံနားလည်ထားတယ်။ဒါကြီးဒီနေ့ပင်နေနေလေ50ခွန်ပေါ့နော်။ဒါကြီး50ခွန်ဒါကြီးကတော့အရွယ်နှုံးတယ်။ အဲလန်ခဲ့တဲ့နှစ်ကတော့90လျှောက်ပေါ့နော်90လျှောက်တုန်းကရုပ်တည်ခံတာတဲ့အခုရအောင်ပါလားမရတော့ဘူးအနိစ္စမတင်မိဘူးလေဖောက်ပြန်သွားပြီးပြောင်းလဲသွားပြီးဖြစ်ပြီးတော့ပြတ်သွားပြီးဖြစ်ပြီးတော့ပြတ်နေတဲ့အတွက်ကြောင့်နှိမ့်ဆက်နေတဲ့အတွက်ကြောင့်ဥစဉ်လို့ရဲ့ခန္ဓာဟာဒုက္ခပဲတဲ့အနတ္တဆိုတာဥစဉ်လို့ရဲ့မပိုင်ဘူးပေါ့သူဟာသာသူဖြစ်လာတယ်ပြတ်သွားတယ်အိုဂျင်တန်အော်လာတယ်နာဂျင်တန်နာလာတယ်ဘလုံးမဥစဉ်လို့အဖက်စေလို့မရဘူး တရားမဲ့ရှင်ရောက်ရင်လေးပဲဘလို့မှတားလို့မရဘူးသူ့လက်ထက်ကိုဖြစ်လဲရမှာပဲအဲ့ဒီသဘောတရားကိုအာနန္တာလို့ခေါ်တယ်အဲ့ဒါဒီဝိပဿနာပညာပါပဲဝိပဿနာပညာနဲ့လေပြည့်စုံပါစေတဲ့တတ္တသီလစာကပညာဆိုတဲ့အချက်လေးချက်နဲ့ပြည့်စုံအောင်ကြိုးစားရင်အဲ့ဒီပုဂ္ဂိုလ်ဟာနံပါတ်၁ချမ်းသာပါဠိမယ်နံပါတ်၂အရှံယံတွေမြှလိမယ်နံပါတ်၃အသက်ရှည်ပါဠိမယ်နံပါတ်၄တေပြီးသေးနောက်တေပြီးသေးနောက်ဘေကိုရောက်မှာလဲအဲ့နဲ့ရသူကတိတော့ ရောက်ပါလိမ့်မယ်တဲ့ဒါကြောင့်ဒီတရား၄ပါးကိုနှလုံးသွင်းမိတာကလဒကာကြီးဦးအောင်မြတ်ကျော်ရဲ့မွေးနေ့မှာဒီတရားဒီတရား၄ပါးကိုနှလုံးသွင်းပြီးတာကလဥစဉ်တို့တဲ့အာလုံးဗုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာဒါနကုသိုလ်တွေပြုကြပါမယ်တိလကုသိုလ်တွေလည်းစောင့်တည်ကြပါမယ် တမတစဉ်မိမိရဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးအပေါ်မှာလေးပဲတို့ရဲ့ခန္ဓာ၅ပါးသည်အာနိစ္စမတည်မြဲပါတကားဒုက္ခဆင်းရဲလပါတကားအနတ္တအစိုးမရပါတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းသိခြင်းကင်းရမြတ်နိဗ္ဗာန်သို့ရောက်နိုင်သော သူတော်ကောင်းတို့ကိုစီကိုစီဖြစ်ကြပါစေတည်း